တမိုင်းလေးကဘီလန်အုပ်စုဒုမဟုတ်အရေးကြီးရာဇဝင်ပြိသက်များအလုံးမဲမင်္ဂလာပါရှင့်ဗကံမာထေရဝါဒဗုဒ္ဓဘာသာမထွန်ကားခင်အရေးကြီးတွေကကြီးစိုးခဲ့တယ်ဆိုတာအလုံးသိမှာပါဒီအရေးကြီးတွေကအနော်ရထမင်းရဲ့အနေကမှုကြောင့်သာပြတ်သွားခဲ့ရပါသူတို့သာဆက်ရှိနေုံမဲဆိုရင်လူတွေအတွက်မလွယ်ပါဘူးသူတို့ကဘာသာရေးကိုအရေးချုံပြီးအမျက်ထုတ်ကြလိုပါပဲအဲဒါကြောင့်အရေးကြီးတွေကိုရှင်ရောင်နေလို့ခေါ်ခဲ့ကြတာပါ ပကံခိကိုပြန်ကြည့်မယ်ဆိုရင်အနော်ရထာမင်းမတိုင်ခင်ကမြမစာပေမပေါ်သေးပဲပြူမွန်ပါဠိစာပေတွေပဲရှိခဲ့တယ်လို့လက်ခံကြပါတယ်။အနော်ရထာမင်းနောက်ပိုင်းမှာမြမစာပေစတင်ထွန်းကားလာခဲ့ရပါ။ဒါကြောင့်အရေးကြီးတွေအကြောင်းတိတိကျကျပြောဖို့ကခက်ခဲပါတယ်။ဒါပေမဲ့18ရာစုညောင်ရန်ခိမြမစာပေအထွန်းကားဆုံးခိဖြစ်ချိန်မှာ ဥကလဟာမြန်မာတနိုင်ငံလုံးနဲ့ဆိုင်တဲ့မဟာရာဇဝင်ကိုရေးသားခဲ့ပြီးအဲ့ဒီထဲမှာအရေးကြီးတွေကြောင်းထည့်သွင်းဖော်ပြခဲ့ပါတယ်။အရေးကြီးဆိုတာပါဠိဘာသာအရိယာကနေဆင်းသက်လာတယ်လို့ဆိုပါတယ်။ဒါပေမဲ့သူတို့ဟာရှင်ရောင်တွေဖြစ်လို့ဖျားရှင်ရဲ့ကျင့်ဝတ်တွေကိုလိုက်နာဖို့အတွက်ခက်ခဲတဲ့အတွက် ကိုပိုင်အယူအဆတွေထည့်သွင်းကရုံညံ့တဲ့အကျင့်အကြံတွေနဲ့နေထိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။ယဟန်ခန်နာ၊တိန်ဝင်နာ၊ကမဝါဖတ်တာတွေကသူတို့ကဖယ်ရှားခဲ့ကြသလိုတရားစာပေတွေကိုလည်းကိုလိုရကိုဆွဲပြောင်းခဲ့တာတွေဖြစ်ပါတယ်။သင်ငန်းကိုလည်းအနက်အညိုအပြာစိတ်ထင်သလိုဝစ်ကြတာပါ။ဇပင်တွေနှက်ခမ်းမွေးတွေမုတ်စိတ်မွေးတွေတောင်ထားခဲ့ကြပါသေးတယ်။ ဒါအပြင်သူတို့ဟာတရဏာကိုကာကွယ်ဖို့ဆိုပြီးတိုင်းပညာကိုခံပညာတွေအပြင်စင်စီမြင်စီလက်နက်ပုံပစ်ချင်းစတာတွေပါလှုပ်ဆောင်ကြပါသေးတယ်။ရေငုပ်မီးလုံတုံးခုံဇေခတ်စတဲ့အတတ်ပညာတွေကိုလည်းတက်မြောက်ကြတယ်လို့ဆိုပါတယ်။အဲ့ဒီအထက်ကတုံးခုံနဲ့ဇေခန့်ဆိုတော့တရုတ်ပြည်ကမဟာယနနီလန်းတွေဆိုပြီးတော့လဲကိုးကားထားကြတာပေါ့အင်းအိုင်ခါလက်လက်ဖွဲ့ဆက်သွင်းမော်ထိုးကွင်းမန်နန် ဂါရာရီစရာရီကို လေးလာပြီးတော့အဋ္ဌိပတ်တွေပြောဆိုကောင်လူတွေကိုလှည့်ပြောင်းဆွဲဆောင်ခဲ့ကြပါသည်။ပုပ်ပားတောင်နာကတမတိအရက်ဟာအယူကြီးတို့ရဲ့ဘဟုဌာနချုပ်ဖြစ်ခဲ့ရပါ။နောက်တော့တမတိကနေတဖြည်းဖြည်းလွှမ်းမိုးလာခဲ့ပြီးပကံအထိရောက်လာပါတယ်။အဲဒီအချိန်ကတက္ကရိ931ခုနှစ်လောက်ဖြစ်မှာပါ။ အရေးတုံကတောင်သူချင်းမင်းကပကံကိုစိုးစံနေတာဖြစ်ပါတယ်။အရေးကြီးတွေကတောင်သူချင်းမင်းကိုကိုယ်ွယ်ရတဲ့မင်းဆရာဖြစ်လာချိန်မှာတော့အစော်ပိုင်းပကံလည်း၅ပေါမောက်ခဲ့ရတာပါ။အရေးကြီးရရဲ့ထူးဆန်းတဲ့အယူဝါဒကလည်းတော်တော် ဆိုးပါတယ်။သူတို့ကဂါရာရွတ်ပေးလိုက်ရင်ရှေးသမျှအပြစ်တွေကြေတယ်လို့ဝါဒသွင်းထားတာပါ။အဓိကကတော့သူတို့ကိုသူတို့တန်းတင်ဖို့ဒီလိုမျိုးဝါဒမိုင်းတိုက်ခဲ့တာဖြစ်ပါတယ်။ အစိုးဆုံးကတော့ပန်းဦးလွတ်ချင်းဆိုတဲ့ထုံတမ်းမှာပဲဘရင်ကအစပြေသူအစုံမင်္ဂလာဆောင်ရင်သူတို့သမီးကို သူတို့စီတညာလွတ်ပြီးပန်းဦးဆက်ရတဲ့ကိစ္စပါပဲဒီလိုမှမဟုတ်ရင်အပြစ်ဒဏ်တွေလည်းချမှတ်ပါတယ်နောက်ပြေးဘေးဖြစ်မယ်ဆိုပြီးတော့လည်းချင်းချောက်ထားတာပါ ဒါပေမဲ့ယရနာသုံးပါးကိုပဲယုံကြည်တဲ့အနောယထာမင်းတက်လာချိန်မှာအကြီးကြီးတွေလည်းဒုက္ခရောက်ကုန်ပါတယ်။တကယ်ဆိုရင်အကြီးကြီးတွေကြီးစိုးနေတာဗကံမင်းဆက်30လောက်ထိရှိနေပါပြီ။ဒါပေမဲ့အနောယထာဘရင်ကရှင်အရဟံရဲ့အဆုံးအမကိုပဲနာခံပြီးတော့အကြီးကြီးနှိမ်နှင်းကိုတေချာနှိမ်နှင်းခဲ့ရပါဒီကြားထဲမှာအရေးကြီးတွေကလောက်ကျန်ဇက်လန်းတွေနဲ့အနောယထာမင်းကိုစီယုံဖို့ကြိုးစားခဲ့ပါသေးတယ်။ဒါပေမဲ့ခံယူချက်ခံပါတဲ့အနောယထာမင်းကအရေးကြီးတွေကိုမျက်နှာသာမပေးခဲ့ပါဘူး။ ။နောက်ဆုံးအရေးကြီးတွေကထွက်ပြေးပြီးတော့အနောက်ရထားမင်းကိုပုံကန်တဲ့ထိတောင်ဖြစ်ခဲ့ရပါနောက်ပိုင်းမှာတော့အရေးကြီးတွေလည်းတဖြည်းဖြည်းလုံးပါပါပြီးပျောက်ကွယ်သွားရတာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကိုတော့ဒီလောက်ပါပဲရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။